မင်္ဂလာပါရှင်။ဝေဒမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကအဆိုရဟာအာဆီယံအဖွဲ့ဥက္ကဋ္ဌပါဝင်နိုင်ငံတကာရဲ့တောင်းဆိုချက်အတိုင်းအပြည့်အကရစဲထားမှုတက်တန်းကိုကြေညာလိုက်ပါတယ်။ဒီဥဒဏ်ပိုင်းထဲမှာတော့တမတော်ကာကွယ်ရေး OC ချုပ်ရှုံရဲ့အပြည့်အကရစဲတက်တန်းတိုးမှုထုတ်ပြန်ချက်တွေထဲမှာဘာတွေပါဝင်နေတယ်လဲဆိုတဲ့အချက်နဲ့အပြည့်အကရစဲကြေညာပြီးတော့ထိုးစစ်စင်တိုက်ခိုင်းနေတဲ့ PDF တွေနဲ့တိုင်းသားလည်းနဲ့ကအဖွဲ့တွေကို ဘယ်လိုမျိုးတုံ့ပြန်ဝေဖန်နေသလဲဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Voda Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ပြည်ထောင်စုရေးမြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခဲ့ကြရာလူပေါင်းထောင်ချီတိုက်ဆုံခဲ့တယ်လို့အိုးအိမ်အဆအဝပေါင်းထောင်ချီထိခိုက်ပျက်စီးခဲ့ရပါတယ်။အင်အားပြင်းငလျင်ကြောင့်လူပေါင်းတန်းချီဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေလိုအပ်နေတဲ့အတွက် NASA ကအစိုးရဟာငလျင်ဘေးသင့်ပြည်သူတွေကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်အောင်လို့ရည်ရွယ်ချက်နဲ့ဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိယာယီအပြည့်ခတ်ရက်စဲထားတယ်လို့ဧပြီလ2ရက်နေ့ညပိုင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။ယာယီပြည့်ခတ်ရက်စဲရမယ့် NASA ကအစိုးရအဖွဲ့ရဲ့ကြေညာချက်ကိုအာဆီယံအဖွဲ့ကအဖွဲ့အစည်းတွေအပြင်နိုင်ငံတကာကလက်ခံကြိုဆိုခဲ့ပြီး ချီးကျူးတာပဲရှိခဲ့ပါတယ်။အာဆီယံလေးကျောက်ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အီဘရာဟင်ဟာပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာနာဆာကအကြီးအကဲဗိုလ်ချုပ်မူဂျေမင်းအောင်လိုင်းနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးယာယီအပြည့်ခန့်ရက်စရီကိုတက်တန်းတိုးဖို့တောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။အာဆီယံလေးကျောက်ဥက္ကဋ္ဌဟာနာဆာကအကြီးအကဲအပြင် NUG အဖွဲ့တာဝန်ရှိသူနဲ့လည်းအွန်လိုင်းကတဆင်ဆက်သွယ်ဆွေးနွေးခဲ့ပြီးအပြည့်ခန့်ရက်စရီအတွက်တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာအင်အားပြင်းငက်လျင်လှုပ်ခဲခဲ့ပြီးနောက်ရက်ကလနဲ့ကအဖွဲ့အေအပါဝင်တိုင်းသားလနဲ့ကအဖွဲ့တချို့နဲ့ NUG တို့ဟာယာယီအပြစ်ခတ်ရက်စရေးကြီးညာချက်တွေထုတ်ပြန်ခဲ့ပေမယ့်နာဆာကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိနေခဲ့ပါတယ်။တိုင်းသားလနဲ့ကအဖွဲ့တွေနဲ့ NUG တို့ဟာအပြစ်ခတ်ရက်စရေးထုတ်ပြန်ခဲ့ပေမယ့်နာဆာကတက်စကန်တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ခြင်းချုံကိုတိုက်ခိုက်ခြင်းတွေလှုပ်ဆောင်ခဲ့တဲ့အတွက်နာဆာကဟာအင်းတော်မြို့ ဖလန်းမျိုးတွေအပါအဝင် တက်စကန်တချို့ကိုလက်လွတ်ခဲ့ရတယ်လို့သိရပါဗျ။တိုင်းဒါလနဲ့ကအဖွဲ့တွေနဲ့ NUG လောက်ခံ PDF အဖွဲ့တွေရဲ့ထိုးစစ်စင်တိုက်ခိုက်မှုတွေကြောင့်တက်စကန်တွေလက်လွတ်ခဲ့ရပြီးမြင့်အာဆီယံလက်ချောင်းဥက္ကဋ္ဌအပါအဝင်နိုင်ငံတကာကတောင်းဆိုနေတဲ့အတိုင်း NASA ကဟာယာယီအပြစ်ခတ်ရက်စက်ရေးကိုတက်တန်းတိုးခဲ့တယ်လို့အေဗီလာ22ရက်နေ့ကတမရော်ကာကွယ်ဦးစီးချုပ်ယုံကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်ချက်တည်းမှာလက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ရလင်တန်တဲ့ဒေတာတွေမှာ ပြည်လဲထူထောင်ရေးလုပ်ငန်းတွေနဲ့ပြည်လဲတိဆောက်ရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆက်လက်လှုပ်ဆောင်ရရှိတယ်လို့နိုင်ငံတကာကလည်းကယ်ဆယ်ရေးအဖွဲ့တွေဆေးအဖွဲ့တွေဆက်လွတ်ပြီးလိုအပ်တာတွေကူညီဆောင်ရွက်ပေးခြင်းထောက်ပံ့ရေးပစ္စည်းတွေပေးဖို့ခြင်းတွေဆောင်ရွက်ပေးတဲ့ရှိနေပါတယ်နိုင်ငံတော်အနေနဲ့ငလင်တန်တဲ့ဒေတာတွေမှာပြည်လဲထူထောင်ရေးလုပ်ငန်းတွေနဲ့ပြည်လဲတိဆောက်ရေးလုပ်ငန်းတွေကိုအချိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်နှင့်နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုပုံမလှမြန်စွာဖော်ဆောင်နိုင်စေဖို့ရေရှည်တည်တံ့ပြီးတော့စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက်2025ခုနှစ်ဧပြီလ23ရက်နေ့ကနေဧပြီလ30ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စရီကာလအဖြစ်တမ်းမှန်တိုးမြင့်လိုက်တယ်လို့ဖော်ပြထားပါတယ်။ယာယီပြစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းတိုင်းသားလည်းနဲ့ကအဖွဲ့ရင်းနဲ့ တကြားလနဲ့ကအဖွဲ့ရိအနေနဲ့အများပြည်သူသွာလာအသုံးပြုလျက်ရှိရယ်ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ရက်တိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကို ထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိရယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေကိုတိုက်ခိုက်ခြင်းတပ်ဌာနချုပ်တွေကိုနှောက်ရက်တိုက်ခိုက်ခြင်းငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်ခြင်းပြင်းစင်စုဖွဲ့ခြင်းနယ်မြေချဲ့တွင်ခြင်းတွေကိုမပြုဖို့နဲ့ အဲ့လိုဆောင်ရွက်လာပါကတက်မတော်အနေနဲ့ပြည်သူလူထုကိုကာကွယ်ဖို့လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမယ်လို့တက်မတော်ကာကွယ်ဦးစီးချုပ်ယုံကအတိအပြထုတ်ပြန်ထားပါတယ်။တက်မတော်ကာကွယ်ဦးစီးချုပ်ယုံရဲ့ယာယီအပြည့်ကရက်စရည်တက်တန်တိုထုတ်ပြန်ချက်ကိုလေ့လာကြည့်မယ်ဆိုရင်လမ်းတွေတံတားတွေမိုင်းမခွဲနဲ့ခြောက်မပစ်ဖို့ပြည်သူလူထုကိုပြဿနာမရှာဖို့လုံခြုံရေးတာဝန်ထမ်းဆောင်ရတဲ့တပ်ဖွဲ့ဝင်တွေကို မတိုက်ခိုက်ဖို့ ရဲစခန်းတွေတက်ဌာနချုပ်တွေမတိုက်ခိုက်ဖို့လူသိမစုဖို့နဲ့နည်းမြေမကျော်ဖို့စားတဲ့အချက်တွေပါဝင်နေပြီးတော့ဒိုင်းသားလည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာအဲ့ဒီအချက်တွေကိုချိုးပေါက်လာမယ်ဆိုရင်လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေလှုပ်ဆောင်မယ်လို့ကြိုတင်တတိပေးထားရလို့ဆိုနိုင်ပါတယ်။ဒက်ရော့ကာကွယ်ဦးစီးဂျုံယုံကအေဗီလာ၂ရက်နေ့တုန်းကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်ထဲမှာအဲ့ဒီအချက်တွေပါဝင်ခဲ့ပြီးဒိုင်းသားလည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာ နာဆာကတက်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်တခြားတုံးပြန်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ရတာလည်းဖြစ်ပါတယ်။နာဆာကအဆိုအရဟာယာယီအပြစ်ကတ်ရန်စရေးစတင်ကြေညာချက်ထုတ်ပြန်ချိန်တွေကတိုင်းဒါလနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေကိုစောင့်ရန်ရှောင်ရန်အချက်တွေထည့်သွင်းဖော်ပြခဲ့ပြီးတိုင်းဒါလနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေကိုစတင်ထိုးစစ်တိုက်ခိုက်တာမျိုးမရှိခဲ့ပဲတုံးပြန်တိုက်ခိုက်တာတွေသာလှုပ်ဆောင်ခဲ့ပါတယ်။ တိုင်းဒါလင်းနဲ့ကအဖွဲတချို့နဲ့ NUG တို့ဟာ AB လာဆန်းပိုင်းကအပြစ်ကရစရေးစညာချက်ထုတ်ပြန်ခဲ့ပေမယ့်အင်းတော်မျိုးအပါဝင် NASA ကတက်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရ၎င်းတို့ရဲ့အပြစ်ခက်ရစရေးစညာချက်စိတ်ကောင်းချေပြီးခွေသားရောင်းကက်တယ်လို့မျိုးဖြစ်ခဲ့တယ်လို့ဝေဖန်ပြစ်တင်တာပဲလေရှိခဲ့ပါတယ်။စီရေးစိတ်ဝင်စားသူတော်ကတော့ NUG နဲ့တိုင်းဒါလင်းနဲ့ကအဖွဲတွေဟာအပြစ်ကရစရေးစညာခဲ့ပေမယ့် နာဆာကတစကန်တွေကိုအင်အားသုံးတိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေကိုကြားသိနေရတယ်။အဲဒီ NUG နဲ့တိုင်းဒါလန်နဲ့ကအဖွဲ့တွေရဲ့အပြစ်ခက်ရက်စရီဟာနိုင်ငံတကာရဲ့စိတ်ဝင်စားမှုရရှိဖို့ငလျင်ဘေးအန္တရာယ်ကိုအကြောင်းပြပြီးစီးရေးအမျက်ထုတ်ဖို့ကြိုးပမ်းကြရမျိုးဖြစ်နေရဲ့။ဒါပေမဲ့နာဆာကကတော့ထုတ်ပြန်ချက်အတိုင်းသာတုံ့ပြန်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ NUG နဲ့တိုင်းဒါလန်နဲ့ကအဖွဲ့တွေရဲ့လှုပ်ရက်ကပြည်သူကိုမျက်နှာမမူဘဲပြည်သူလူထုတောကကိုဥပက္ခပြုထားတယ်လို့မျိုးဖြစ်နေရဲ့။ အန်ယူဂျီနဲ့တိုင်းသားလည်းနဲ့ကအဖွဲ့လုံရက်ကမြလျင်ဘေးကြောင့်ဒုက္ခရောက်နေရသူတွေကိုသူတို့အာနာရရှိရအောင်စိတ်မဝင်စားဘူးဆိုတာပြသနေကြတယ်။နာဇာကကအပြေခတ်ရက်စဲထားချိန်မှာတော့ရကလည်းနဲ့ကအဖွဲ့အေးအေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာညောင်ကျိုးလေးမျက်နှာမျိုးတွေကိုထိုးစစ်စင်တိုက်ခိုက်ခဲ့တဲ့တဲ့င်းတွေကြားသိရတယ်။နာဇာကဟာထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပြန်လည်ပြစ်ခတ်တဲ့အခါမြလျင်တန်တဲ့နေပေမဲ့လေကြောင်းကတိုက်ခိုက်နေရလို့ပြောင်းလဲနေကြပုံစံအတိုင်း ကြေညာချက်တွေထပ်ထွက်လာတယ်။အဲ့ဒီအတွက်လဲ NUG လျောက်ခံ PDF တွေနဲ့တိုင်းသားလည်းနဲ့ကအဖွဲ့ရာရည်ရွယ်ချက်ရှိရှိနဲ့ NASA ကအစိုးရအကြက်တဲဖြစ်စေဖို့အာကာဖအာပီမီဒီယာတွေကသတင်းတုသတင်းမှာဖြန့်ဝေမှုလှုံ့ဆော်တာတွေဇက်တိုက်လှုပ်လာတာတွေ့ရတယ်။အာကာဖအဖွဲ့တွေကကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့မအားမလတ်ဖြစ်နေရဲ့နမီကန်တက်တွေရဲတွေကိုတိုက်ခိုက်တာတွေစကန်တွေကိုတိုက်ခိုက်တာတွေဒဇိုင်းမျက်မှတ်နဲ့ကျူးလွန်နေကြတာတွေ့ရပါတယ် ဒီလိုစိတ်တဲ့အစဉ်အတန်နှိမ်ကြတဲ့အာကဖအဖွဲ့တွေကတဘာဝဘေးတံခန်းစားနေရတဲ့အစိုးရနဲ့ပြည်သူအပေါ်နိုင်ငံရေးအမျက်ထုတ်ဖို့ပါကြံ့ရွယ်လာကြတာကိုနိုင်ငံတကာသိအောင်ဝိုင်းဝန်းလှုပ်ဆောင်သင့်တယ်ဆိုပြီးတော့ပြောပါတယ်။နာဆာကအစိုးရကိုယ်တိုင်ကလည်းငလျင်ဘေးကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေမှုတွေကိုအခွင့်အကောင်းရှုပြီးတိုင်းသားလည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာနာဆာကတပ်တွေကိုအကြမ်းဖက်တိုက်ခိုက်မှုတွေလှုပ်ဆောင်လာလျက်ရှိရလို့နိုင်ငံတော်စီမံချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဧပြီလဇန်ပိုင်းတုန်းကအခုလိုမျိုးသတင်းထုတ်ပြန်ခဲ့ပူပါရဲ့ရှင်။မလ28ရက်နေ့မှာမြန်မာနိုင်ငံမှာအလွန်ပြင်းထန်တဲ့မြေငရင်လှုပ်ခတ်ခဲ့မှုကြောင့်ပြည်သူလူထုများပြင်းပြင်းထန်ထန်ထိခိုက်ခံစားခဲ့ရပြီးအသက် OA စီးစိမ်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရတဲ့အတွက်တမတော်သားများမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များလူမျိုးရေးအသင်းအဖွဲ့များတတိပုဂ္ဂလကူညီကယ်ဆယ်သူများဟာပြည်ပနိုင်ငံများမှကူညီကယ်ဆယ်အဖွဲ့များနဲ့လက်တွဲကဘေးတင်ပြည်သူများအား လူမျိုးဘာသာရန်သူမိတ်ဆွေမခွဲကြဘဲအယောင်အသွေးကင်းစွာဖြင့်ကုညီကယ်ဆယ်လုပ်ငန်းများအားနေမနာညမအားအင်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အတွက်လုံခြုံရေးလုပ်ငန်းများအားနဲ့နေမှုကိုအခွင့်ကောင်းယူကာလူမဆန်စွာဖြင့်လျှက်စစ်တအား괴ယုံတစ်ခုအား PDF အမိကန်အကြမ်းဖက်တမများနဲ့လက်နက်ကန်အကြမ်းဖက်တောင်းကျမ်းသူများကအင်အားအလုံးရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းအင်အားအနည်းငယ်သာရှိတဲ့လုံခြုံရေးကင်းစခန်းတစ်ခုအားအင်အားအလုံးရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ကူညီကယ်ဆယ်ရှင်အားချောင်းမြောင်းတိုက်ခိုက်ခြင်းမြန်မာနိုင်ငံရဲ့တပ်ဖွဲ့များအားချောင်းမြောင်းပစ်ခတ်ခြင်းများအားလှုပ်ဆောင်လာတာကြောင့်တပ်မတော်ကဟန်တာဆောင်ရွက်မှုများကိုလှုပ်ဆောင်ခဲ့ရပါတယ်။အဒီလိုလှုပ်ဆောင်ခဲ့ရမှုအပေါ်အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့နိုင်ငံတော်အစိုးရကိုစန့်ကျင်နေသည့်အွန်လိုင်းမီဒီယာများနဲ့ပြည်ပမီဒီယာအချို့ကပုံကြီးချက်ကားက ငရင်ဘေးဒဏ်သင့်နေချိန်မှာပင်တက်မတော်ကလေကြောင်းတိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်လျက်ရှိကြောင်းမြေပြင်အခြေအနေအမှန်ကိုမသိရှိဘဲတစ်ဖက်သက်လှုပ်ကြံဆွဆွဲရေးသားဖော်ပြနေမှုများကိုတွေ့ရှိနေရပါသည်ယခုလိုမျိုးငရင်ဘေးကြောင့်ပြည်သူများဒုက္ခပင်လယ်ဝေနေရချိန်မှာလူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့်နိုင်ငံရေးအမျက်ထုတ်လွှမှုတစ်ခုတည်းကိုသာရှေ့ရှုပြီးအကြမ်းဖက်တိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေသည့် NUG အဖွဲ့၎င်းတို့၏လက်ဝေခံ ပြည်ထောင်စုအကြံဖတ်အဖွဲ့များနဲ့လက်နက်ကိုင်အကြံဖတ်တောင်းကျမ်းသူများကိုမြန်မာနိုင်ငံအစိုးရနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံချပါသည်ပြည်တွင်းပြည်ပအဖွဲ့အစည်းများအနေဖြင့်လည်း NUG အဖွဲ့၎င်းတို့၏လက်ဝေခံပြည်ထောင်စုအကြံဖတ်အဖွဲ့များနဲ့လက်နက်ကိုင်အကြံဖတ်တောင်းကျမ်းသူများ၏အကြံဖတ်လုပ်ရများကိုတတိထားစောင့်ကြည့်၍၎င်းတို့၏လူမဆန်သည့်အကြံဖတ်လုပ်ရများကိုအားပေးအားမြောက်ပြုရာရောက်သည့်ပြောဆိုရေးသား ဖော်ပြမှုများကိုတတိပြုရှောင်ကျင်တင်ပါသည်တမတော်နေဖြင့်ငင်းချင်းအတွေ့အမြဲတမ်းလမ်းဖွင့်ပေးထားလျက်ရှိပါသည်ငင်းချင်းဤကိုခုတုံးလို့၍နိုင်ငံဤအမျက်မထုတ်ရန်လိုကြောင်းနှင့်မဟုတ်မမှန်ဆွဆွဲထုတ်ပြမှုများကိုရှောင်ကျင်တင်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတရင်ထုတ်ပြန်အဖွဲ့မှ အသိပေးထုတ်ပြန်ထားပါရခင်ဗျာ